ရတဲ့များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဖွားမဲ့စိန်နဲ့အောင်လမ်းမင်းခေါရဲ့အဆုံးသက်အပိုင်း155ကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနား Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါမယ်ကျမတို့အစီအစဉ်တက်ဆက်သူဟိမတ်ကူကူဖြစ်ပါရစေရှင် ရွာထဲမှာရှိတဲ့ဆုံထိဆုံမာတွေထိုင်လိုက်ထားလိုက်လမ်းလျှောက်လိုက်နေအတော်လေးနေရာခန့်နေခဲ့ကြတယ်။တော်တော်နေမရတော့တော့မှဖြစ်တော့မယ်။အရှိုးရှိုးရွာထဲကနေထွက်သွားတဲ့ဆုံထိဆုံမာတွေကိုနန်းကြိုင်ငေးကြည့်နေမိတယ်။အဲ့ဒီအချိန်မှာအောင်လမင်းခေါင်ကသူ့ရဲ့အိမ်မှာရှိမနေခဲ့ဘူး။အောင်လမင်းခေါင်နဲ့အတူမရလေးရောက်လဲရွာမှာရှိမနေခဲ့ဘူး။မမမမသူတို့ဘယ်ထွက်သွားကြလဲမသိဘူး။နန်းကြိုင်ကအခြေအနေကိုအကဲခတ်ပြီးမှရှင်ညိုစီအပြေးသွားပြီးပြောရှာတယ်။ မမတို့လည်းလဲသွားရတော့မယ်ညီမလေးကြည့်ရတော့အဖွားတို့ရောက်နေကြပြီထင်နေဟိုအဖွားရတော့ကြံခဲ့တယ်မမကျွတ်တူဘယ်လိုလုပ်ကြမလဲအဖွားကြီးဆိုတာတခြားသူမဟုတ်ပါဘူးနန်းကြိုင်အနီးကပ်နေနေရတဲ့ဆုံးမကြီးပဲဖြစ်ပါတယ်မဖြစ်နိုင်တာညီမလေးရဲ့သူတို့ကိုကြည့်ရတာတော့ရောက်မလာရင်နေလို့မရအောင်အမေပေးအခေါ်ခံထားရတဲ့ပုံပါပဲဒါနဲ့ဟိုအောင်လန်းကောင်နဲ့သူမိန်းမတွေရောပါသွားရဲ့လားသူတို့ကဒီမှာရှိမနေဘူးလေမနေ့ကရပြောင်းနေကြတာဟမ်သူများတွေရောပြောင်းနေရလားရှင်ညိုရဲ့အမေကိုနန်းကြိုင်ကောင်းညှိလိုက်ပါတယ် ထောက်ဆွဲတော့မဖြစ်ဘူးမမတို့တွေလည်းလိုက်သွားရတော့မယ်ညီမလေးလာမမလာကိုကိုင်နော်ရှင်ညိုကနန်းကြိုင်လက်ကိုကိုင်ပြီးနေရာနေခတ်တော်တော်ထွက်လာခဲ့လိုက်ပါတယ်ဟဲ့နင်တို့ကောင်းဆောင်ဘမလေးမသိဘူးမရှိဘူးဟုတ်တယ်ကျတို့ကောင်းဆောင်ဒီမှာမရှိဘူးသူပြန်လာရင်ခမရမလွယ်ဘူးတာမှအဖွားကြီးစုံနေရဖွားမယ်စင်မျက်တော့နေကြီးနေကြည့်ပြီးပြောပါတယ်ဖွားမယ်စင်နေပြီးမှဆုံးဖြူမလေးရောက်နေတော်နန်းခန်းလေးအတူရှိပါတယ်ကဲခေါင်းဆောင်မရှိဘူးဆိုတော့ဖွားပြောမယ်မင်းတို့ရဲ့ပညာတွေစွန့်မလား အသေးပဲခံမလားဆိုတာစိတ်ဓာတ်သာရွေးပြီးတော့ကွယ်ဖောင်းမဲ့စင်ကပြောတော့ဆုံးတိဆုံးမာရီတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်။တင်ညာထုတ်တိုက်မယ်တော့မစင်းသားကြနဲ့နော်ဒီညမှာရှိနေတဲ့သူတွေကညီတို့ထက်ပညာမြင့်တဲ့သူတွေပဲဖွားရိုဘက်ကမြစ်တာထားတဲ့အနေနဲ့ပြောရမယ်ဆိုရင်တော့ညီတို့အားလုံးသာပညာရည်ကိုစွန့်ပစ်ကြမယ်ဆိုရင်ဒီနေရာကနေအသက်ရှင်လျက်ပြန်ကြရလိမ့်မယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့အသေးထွက်ပဲထွက်ရလိမ့်မယ်ကဲပါလေအရှင်ထွက်ကြမလားအသေးပဲထွက်ကြမလားစဉ်းစားကြပေါ့ ော်တို့တိမ်မှာပဲပညာကိုစွန့်နိုင်မယ်ဒီပညာရဖို့အတွက်မနေ့ကိုစူးစမ်းရယူထားတာတော်တို့ရှိထူးထောက်ပြီးပညာစွန့်မှုအတွက်စူးစမ်းခဲ့ကြတာမဟုတ်ဒီတော့အသေးခံပြီးပဲနိုင်အောင်တိုက်ရလိမ့်မယ်မမလျှော့နိုင်တဲ့သူတွေကဖွားမယ်စိန်တွေကိုတိုက်ခိုက်တဲ့အခါမှာဆုံးဖြူမလေးယောက်က100နီတားစီပြီးအဲ့ဒီဆုံးထိဆုံးမတွေကိုတံပြန်တိုက်ခိုက်ခဲ့ကြပါတယ်ဆုံးထိဆုံးမတွေကအာမတူရာကိုတိုက်ရတဲ့အတွက်နောက်ဆုံးမှာအသေးဝဲဝင်ခဲ့ကြရှာပါတယ် ကျန်တဲ့ဆုံးထိဆုံးမတွေကလေပညာစွန်ပါမယ်လို့ထက်ထက်ခါခါပြောပြီးသူတို့ကိုမတက်ဖို့ရအတွက်လဲတောင်းပန်ကြရှာရလေတမင်းတော်ခန့်ညီအမများနဲ့တူသူတို့ပညာစွန်မှုအတွက်ကူညီပေးလိုက်ပါကွယ်ဟုတ်ကဲ့မေတနခန့်လေဆုံးဖြူမကြီးလျောက်နဲ့အတူကျက်ရတဲ့ဆုံးတွေကိုတစ္ဆာဆိုပြီးပညာရေးစွန်ခိုင်းပါရယ်ရှင်ညုံနဲ့နန်းဆိုင်တို့ကဖောမေစိန်တို့မြင်ပြီးဝမ်းသာအာရုံပြေးထွက်လာခဲ့ကြတယ်အဖနန်းဆိုင်ကအော်ကပြေးလာရင်ဖောမေစိန်ကိုပြေးဖက်တယ် ရှင်ညောလည်းဝမ်းသာပျော်ရွှင်စွာအနားကိုရှောက်လာခဲ့ကြတယ်။မီလေးအဆင်ပြေပါရဲ့နော်။တို့တို့မီလေးကိုနှိပ်စက်ကြသေးလား။ဖမဲစင်ရဲ့အမေကိုနန်းကြိုင်ရခေါင်းကိုခါရမ်းပြီးစက်ကုံနှိပ်စက်ပါဦး။ထိုင်းမဲ့ဟိုအဖွားရတော့ကြောက်ကောင်းတယ်မကြမကြခောက်တဲ့ဖွားရဲ့နန်းကြိုင်ရဲ့စကားကြောင့်ရှင်ညောနဘေးကိုတီချာကြည့်လိုက်တယ်။တည်နေတဲ့ဆုံးထီဆုံးမတွေနဲ့ပညာစွန့်နေတဲ့ဆုံးထီဆုံးမတွေကိုကြည့်။ဆုံးမိုင်မပါသေးဖွား။ဒီအဖွားရလည်းဒီလိုလာမှကြောက်သိတယ်။တိုင်းမဲ့သူခဏကွာအိုမင်းလို့တော့ခဏနဲ့လာမှာတော့မဟုတ်လား။ ရှင်ညိုရဲ့စကားကြောင့်ဖောင်းမေဆိုင်ကမျက်စိဝေရှာတဲ့အခါရွာရဲကိုပြန်ဝင်တော့မယ်ဆုံးမကြီးလေးပြောင်းတွေ့လိုက်ရပါတယ်။ဖောင်းမေဆိုင်ကတောင်ဝေးကိုမြေပေါ်ဒုက္ခနဲ့ဆောင်ချပြီးဆုံးမကြီးလေးပြောင်းအနီးကိုခေါ်ပါတယ်။ဆုံးမကြီးခင်ဗျာရုံးလို့မရပြေးလို့မရဖြစ်ပြီးတဖြည်းဖြည်းဖောင်းမေဆိုင်အနီးကိုရှောက်လာတယ်လေ။ဘယ်တော့မလို့ရောအေးတန်ကြီးရဲ့တပည့်တွေမဟုတ်လားကိုတပည့်တွေရောကိုကာွယ်ပေးရမှာပေါ့တပည့်မကောင်းဆရာကောင်းနဲ့ညီတော်ဝင်ယူရမှာပေါ့အေးဖွားမဲ့စင်းရဲ့စကားကြောင့်ဆုံးမကြီးကမြတ်တောင်လီကြီးနဲ့ဖွားမဲ့စင်းကိုကြည်ပါရီ ညီတို့နိုင်တော့တော့လှူထားကြအောင်ပေါ့အေးကျုပ်လင်လိုက်ညီရိုတွေကိုကျင်ကိုကြို့ပြီးတော့တူးထားကြဖို့တွေးကြအဖွာဓမ္မခတ်ကြီးရောက်လာနန်းကြိုင်ဟာဆုံးမကြီးမမြင်ရတာကြောင့်ဖွားမယ်စင်ကိုမေးရှာပါတယ်ဖွားမယ်စင်ကကောင်းကြီးတော့ဓမ္မခတ်အဖွာကြီးတော်ကြီးကျုပ်ကောင်ခဏခဏခောက်တာကျုပ်မှတ်ထားတယ်တော်ကြည့်ထားလိုက်ဒါကျုပ်အဖွာနဲ့ကျုပ်အရှိတွေပဲတော်ကိုလေကျုပ်အတွက်သူတို့တွေလက်စားချေလိုက်မယ်တော်ဘာတတ်နိုင်သေးလဲနန်းကြိုင်ဟာသူခံစားခဲ့ရသမျှတွေကိုပြန်ပြီးတော့ရန်တွေ့ပါတယ် ရှင်ညောကတော့ညမဖြစ်သူကိုကြည်ရင်နဲ့ပြောပါတယ်။ကဲညခတ်ညီအသက်ရွယ်နဲ့ကျုပ်တို့ပညာရှင်လို့လား၏။ကြည်ရတာတော့ညီပညာရည်ညီလင်စီကိုပေးထားတာမဟုတ်ဘူးလား။ဖောင်းမဲ့ဆရာမျိုးတို့ဆုံးမကြီးကညလုံးချင်းအကြည့်လွဲပြီးရှမ်းမြဲတိုက်ရက်နေခဲ့ပါတယ်။ကဲကဲညီကိုခုနေတက်လည်းဘာမှမထူပေဘူး။မကြခင်မှာညီကိုညီရဲ့လောက်ခဲ့တဲ့မြောက်မကောင်းမှုတွေအတွက်ငရေမေးကိုယ်တိုင်လာခေါ်ပါပါ၏။ညီစောင့်ကြည့်လိုက်ပေါ့။ဖောင်းမဲ့ဆရာအဲ့လောက်သာပြောတော့ရှင်ညောက တို့ပြန်လှုပ်နေဦးဖော်သူသာပြန်သွားရင်ကျုပ်အစီအစဉ်တွေပြတ်ကုန်လိမ့်မယ်ကျုပ်တို့အခုမှစတဲ့ရမှာလေနောက်ပြီးတော့အော်လမ်မစ်ခေါင်နဲ့သူများတွေကအခုထိရွာမှာမရှိသေးဘူးဖော်ရဲ့အဲ့လိုပြောပြပါတယ်နောက်ဆိုင်ကသမီးကဘယ်လိုလုပ်ချင်တာလဲကျုပ်တို့များခက်ကိုချုပ်ထားပြစီပြီးရင်တော့သူထိုင်တဲ့သူကောင်မဖော်ရဲ့ဟုတ်ပြီအသမီးသဘောကြိုက်မယ်သူ့ကိုချုပ်ထားလိုက်ပြီးတော့ဖော်မဲ့စရာရှင်ညိုရဲ့ဆန္ဒကိုခွင့်ပြုပေးပါတယ်ဒီကမှာရှင်ညိုကဒွမြခဲရဲ့လက်ပြကိုလှုပ်လို့မရအငင်းဆက်လို့မရအောင်အမေပေးပြီးတော့ချုပ်ထားပါတယ် တော်များခက်ကိစ္စပြီးတော့မှဖွားမိစိန်တို့နဲ့စကားထိုင်ပြီးတော့ပြောနေခဲ့ပါတယ်။ကိုကြီးတို့တော့ဗမာကျန်ခဲ့လဲဖွား။ရှင်ညောကမောင်တုံးနဲ့မအောင်မမြင်ရတာကြောင့်မေးရှာပါတယ်။ပါလာပါအေးညီကိုမြဟော့ဟူနာမှာထိုင်နေခဲ့ကြတယ်တမီးရဲ့။ရှင်ညုံနဲ့နန်းဆိုင်ကဖွားမဲစိန်ညုံရနေရာကိုလှမ်းကြည့်တော့ဇီးပင်အုပ်ကလေးကိုမြင်လန့်ရပါတယ်။လာညီမလေးမမတို့သွားကြည့်ကြအောင်။ရှင်ညုံကနန်းဆိုင်လက်ကိုဆဲပြီးအတူသွားကြပါတယ်။ကိုကြီးတို့နဲ့ကိုကြီးအုံး။ဟာ ရှင်ညိုနဲ့နန်းကြိုင်နန်းကြိုင်မလေးဘာဖြစ်ပါဦးနော်အမလီအခုမှစိတ်ပူပေါ်ရသည်ဘာလို့ဒီမှာထိုင်နေကြလဲလိုက်မလာကြပဲနဲ့မဟုတ်ပါဘူးဟာဖွားရောငါတို့နေခဲ့ခိုင်းလို့ပါနန်းကြိုင်ရဲ့နေမမဖြစ်တမ်းမြင်ရတော့ငါပြန်ဝမ်းကြလိုက်တာနန်းကြိုင်ဟာကိုကြီးအမတာဝမ်းတာနေရပါဟိုတက်ကတော့ကြုတ်တူတာမကြည့်ပါလားနေနိုင်လိုက်တာတော့နန်းကြိုင်ဟာငိန်နေတဲ့မော်တော်ကိုကြည့်ပြီးပြောတော့မော်တော်ခေါင်းလေးမော်လာရှာပါရီမော်တော်မြင်တော့နန်းကြိုင်နေမကရှင်ညိုပါအံ့ဩသွားပါရီမော်တော်ကမျက်ရည်များဝိုင်းပြီးငိုတန်းကြီးနဲ့ အဘလောက်စိတ်ပူလိုက်ရလဲနင်သိရလားနှစ်ဆိုင်ဟာတလုံးရှိရနေနေပျောက်သွားတာလေနင်သာခုနှစ်ခုဖြစ်ငါကငါခွန့်လို့မမှတ်ဘူးဟာဒီကြရဲရှင်ညောပါလိုက်သွားတော့ငါမှနင်တို့နှစ်ယောက်စလုံးအတွက်ပို့လို့တော့စိတ်ပူနေတာဟာအဲ့လိုပြောပြီးငိုချပါတော့ဒါတော့ဟုတ်ပါရဲ့ဟာမောင်တို့ခင်ဗျာတောင်ကျရွာကိုသွားပြီးတော့အရှိကိုလည်းခေါ်ရသေးတယ်လေခေရပန်းတာတမျိုးနင်တို့ညီမကိုစိတ်ပူတာတမျိုးနဲ့ဒီကောင်ခိုးခိုးငိုနေတာငါမျက်မြင်ဟာခုတော့နင်တို့ပါမြင်သွားပြီပေါ့ဟာဟာဗျဒီမှာတကယ်ဝမ်းနဲ့လုံငိုနေရပါဗျမဆပါနဲ့ကိုကြီးအောင်ရ ကျတို့ကိုတူတယောက်ကဒီလောက်တောင်မှအသေးငယ်တတကျတို့တွေခုမှပဲမြင်မှုတော့တယ်တော့ကဲပါငုံနေပါနဲ့ကိုကြီးတို့ရဲ့ကျတို့ညီမဘာမှဖြစ်ပါဘူးနောက်ပြီးတော့နှာရည်တွေကျနေရချင်မြင်လို့လည်းမကောင်းပါဘူးတော့ဟာဒီတောက်ကလေးရရတော့ငိုနေပါရဲ့ဆိုမြင်ကငိုရမှာလားဟာနဲကြိုင်ရမောင်တို့ကိုပြန်ပြီးတော့နှစ်သိမ့်ပေးနေရပါတယ်ကဲညီမလေးမမရွာရဲကိုပြန်ဝင်တော့မယ်ညီမလေးကဖွားရုံးနဲ့အတူတူနေကဲတော့ကိုကြီးအုံးလို့လေအဖွားရောသူတို့စီကိုလာဖို့အတွက်ခေါ်နေရဲ့ မမဘာဖြစ်လို့ရွာထဲကိုပြောင်းဝင်มาလဲအခုကကျုပ်တို့နဲ့တူတူပြန်ရတော့မှာမဟုတ်ဘူးလားဘယ်သာပြောင်းမှာလဲညီမလေးရဲ့မမတို့ရိအတိကလူမရှိရသေးဘူးလေဒီလိုရှင်းပြမှာပဲမမတို့ပြန်လို့ရမှာညီမလေးရဲ့ဒါဆိုလည်းမမကယူဆိုင်အောင်နော်ကျမမကိုစိတ်မပူပြစေနဲ့နော်စိတ်ချပါညီမလေးရဲ့ရှင်ညိုလက်ကယူဆိုင်နော်နေသားတစ်ခုဖြစ်အရေးကငောက်ဆူမဟာအမလီကြောက်ကိုစိတ်ပူတာမဟုတ်ဘဲနဲ့အရေးဆူမကြောက်နေရပါလေဟွန်းကိုနှစ်ချီပွဲစားလေပါပါ ိုနင်ငေါဘလို့ခေါ်လိုက်တာခုမှအော်မနေနဲ့ဟွာထွက်သွားပြီကိုနှက်ချီပွဲစားကြည့်ရဲ့ကဲလားကျွတ်တူလည်းသွားကြစို့ဟာဒီကလေးရတော့ကွာကဲမင်းကလည်းမဟုတ်တာကြလို့နှက်ချီပွဲစားရလာပါတို့လည်းသွားကြစို့ရှင်ညိုနဲ့နန်းဆိုင်တို့ကစတော့သွားတာကြောင့်မောင်တူအလုံးမချဖြစ်နေရှာပါတယ်တောင်းမအောင်ကလည်းအဲ့နံမျိုးထွက်ပြီးတော့ခေါ်တော့အောင့်တတနဲ့လိုက်လာခဲ့ရတယ်လေအဖွာဟောသမီးတို့ရောက်လာပြီပဲကျွန်တော်ရွာထဲကိုပြန်ဝင်တော့မယ်ဖွာ ညရွာရဲဘာကိစ္စပြောင်းဝင်มาလဲရှင်ညွေတော်တော်ခန့်ရှင်ညူမေးပါတယ်တော်လေးဆိုရင်အော်လမစ်ခေါင်းတို့ပြောင်းလာကြတော့မယ်အကြီးရဲ့သူကသူတို့ဘက်ကလူလိုပဲနေနေရလိမ့်မယ်ဒါမှသူတို့တွေဘလို့တုံ့ပြန်မလဲဆိုတော့သိရမှာလေမဟုတ်တာရှင်ညိုရဲ့အရှိုးနယ်ပဲရွာပြမအတူနေစမ်းပါအေးညီတာရွာရဲပြန်ဝင်ဟိုကောင်ညီတို့တစားကန်းလုံးအရှိုးကဘာတက်နိုင်မှာရောအေးဟုတ်တယ်သမီးရှင်ညိုခုနဲ့သမီးပြန်လဲဘာမှလုံးနိုင်မှာမဟုတ်ဒီညာနေပဲစောင့်ကြပါဦး ဒါဆိုရင်တော့အဖွားဘက်ကချက်ကိုတစားကန်လို့ပါ။ဘာလို့ဆိုအလမီခါမှာချက်ကိုလိုချင်နေတူမလို့ပါဖွား။ဘယ်လိုအလမီခါကငါသမီးကိုလိုချင်နေရဲ့။ဟုတ်တယ်ဖွား။အလမီခါကချက်ကိုသူများတော်ချင်နေရ။ဒီကောင်ကအကောင်းတော့ကြိုက်သေးတာပဲ။ဒီပေါ်လေသမီးပြောလို့ပဲစမ်းကြည့်ကြပါပေါ့။ဖားမဲစိန်တို့ပြောဆိုနေရတွေကိုဆုံးဖြူမလေးရောက်လေးနားထောင်နေကြပါရဲ့။ အစောပိုင်းကပညာစွန့်သွားတဲ့စုံတီစုံမာတွေကိုတော့ရွာနေအပီးပိုင်းထွက်သွားခိုင်းထားပြီးပြီဖြစ်တဲ့အတွက်သူတို့အားလုံးအနီးမှာမရှိကြတော့ပါဘူး။ဟာဟိုမှာငှက်ကြီးကကောင်ပြရွာပေါ်မှာပတ်ပြန်နေကြတယ်။မောင်တိုကလညို့ထိုးပြီးအော်တော့ဖွားမဲ့စိန်တို့ကလှမ်းကြည့်လိုက်ကြပါရဲ့။လင်းတာတွေပဲကြည့်ရတာအော်လမ်မီခေါင်နဲ့သူများတွေပြန်လာကြပဲဖြစ်မယ်။ကဲဒါဆိုရင်သူတို့ရွာရဲ့အခြေအနေကိုသူတို့သိကြတော့မယ်။မောင်တိုကဖွားရရဲ့နောက်မှာပဲနေကြကွ။ကြားကြရလား။ဟုတ်ကဲ့ဖွား။ ဟောမဲစိန်တို့လည်းအာလမ်မိခေါင်တို့အလောက်အတင်းဆောက်လိုက်ကြပါရဲ့ရှင်ညောကတော့မြေပေါ်မှာဒူးလေးထောက်ရသားညင်သက်နေကြရှာရလေလင်းတငါကြီးငါကောင်ကလည်းရှာအုပ်ပတ်ပြီးပြန်ဝဲနေကြကြရတယ်။သူတို့ရအခြေအနေအကဲခတ်နေကြပုံရတယ်။ဒါမှမကြပါဘူး။အဲ့လင်းတငါကြီးငါကောင်ကရှာပြန်ပြန်ဝဲလာပြီးရှာပြန်မှာရှိရဖွားမဲ့စိန်တို့မြင်တော့မြေပေါ်ကိုတက်ဆင်းလာကြကြရတယ်။မြေပေါ်ရောက်တာနဲ့အာလမ်မိခေါင်လည်းမရလေးရအဖြစ်ပြောင်းလဲသွားကြတယ်။ဖះဟာရီတော့အရှင်မရှိအောင်ထင်တိုင်းဝင်ကြတာတော်တော်ရုံနဲ့တဲ့ဟာရီပါလား။ အောင်လန်းမိခေါင်ဒေါသတကြီးနဲ့ပြောပါရယ်ဟဲ့အောင်လန်းကငါတို့ကနေအရက်ကိုဝင်တော့မဟုတ်ဘူးနေရက်ထဲဟာရီအပြစ်ခေါ်ပြီးရှင်းထုတ်တာဟဲ့နေတော့သာတွေ့မြောက်ကြောက်ပြီးပုံနေကြသလားမသိဂျော်နယ်ခန်ကပြန်ပြီးခွန်တုတ်ပြန်တော့အောင်လန်းမိခေါင်ကအန်ကြီးကိုကြိတ်ပြီးကြည်နေခဲ့ပါရယ်ဒါပေမဲ့ရှင်ညိုမြင်တော့အန်ဟိုတော့မကြိတ်နိုင်ရှာတော့ပဲရှင်နောက်တော်ပါသေးရဲ့ရှင်နောက်ကြုံမြင်ရသေးလို့သူဖြစ်စိတ်ပူလိုက်ရတာရှင်နောက်ရဲ့အဲ့လိုပြောပါရယ်ဟောဘသူများလဲလို့ တမအေးတဖက်အေးနဲ့မွေးထားတဲ့အမကြီးကပါလာတာပဲဒါခမားကြံအကုန်ပဲလားအောင်လမ်းမိခါကအမဖြစ်သူအရှိမောပါမြင်သာပြီးစကနာထိုးပါတယ်အရှိမောကအမဖြစ်သူရဲ့စကားကြောင့်မျက်နာတော့ညှိုးသွားခဲ့တယ်လေကဲအချိန်နေကြရဲကွယ်ဖွားပဲပြောလိုက်တော့မယ်အခုမောင်ရင်ရဲ့ပညာကိုစွန့်မလားအသက်စွန့်မလားဆိုတာရွေးထည့်လိုက်ပြီးတော့ဖွားမေစရာပြောတော့အောင်လမ်းမိခါကပြုံးပါတယ်အဖွားကြီး ကျုပ်ကဒီပညာကိုခမားပေးရဆုံးပါလေလို့အလကားရလာတာမဟုတ်ဘူးဗျကျုပ်စူးစမ်းမှုတွေကြောင့်ရလာခဲ့တာတတော်ခမားစကားရှိမနေနဲ့ဗျတိုက်ကြပေါ့ဟိုကောင်မလေးစက်တွေဖြန့်ညာစမ်းအော်လမ်မီခါကမယားဖြစ်သူဆုံးမလေးယောက်ကိုစက်တွေဖြန့်ခိုင်းပါလေမယားလေးယောက်ကလည်းအော်လမ်မီခါရဲ့အရှိမနေရာယူပြီးစက်တွေကိုထုတ်ပြီးဖွားမေစင်တို့ဝင်မလာနိုင်စေဖို့အတွက်ဖြန့်ထုတ်ကြပါလေဒီကောင်မလေးကိုကျုပ်တို့တာဝန်ယူမယ်အမေအမေတို့ဒါအော်လမ်မီခါကိုရှင်းပါ အရေးအဝါဖားမဲ့ဆိုင်ကိုအဲ့လိုပြောပြီးသူတို့လျောက်ကအော်လမ်မစ်ခေါင်ရဲ့မယားလျောက်ကိုရှင်းလင်းဖို့အတွက်ရှေ့ထွက်ကြပါတယ်။ న్యూ ရိုဆက်တွေကဒီလောက်ပဲလားအေးဒီမှာကြည့်ဆက်ဖြတ်အင်းဆုံးဖြူမလျောက်ကဆက်ဖြတ်အင်းနေနဲ့ဆုံးမရရဲ့စက်တန်လေးကိုပောက်တဲ့အခါဆုံးမရရဲ့စက်တွေပြတ်ထွက်ကုန်ပါတယ်။ဟဲ့ကောင်မလေးညီတို့ကကြောက်မရရလို့မပြောတတ်တော့ဘူးတော်ညံ့ကြတာပဲဆက်တွေပေါင်းပြီးဒင်းတော့တိုက်ကြစမ်းအလမေခေါင်ကဒေါသတော်ထနေပြီဖြစ်ပါလေ။စုံမရီကိုမမဲလို့နေရပါ။ ဆိုမလီယောက်ကအော်လမ်မစ်ခေါင်ပြောတဲ့အတိုင်းစက်တန်းတွေကိုစုပေါင်းပြီးပြန်လည်တိုက်ကြပါရယ်ဒီခါမှာတော့ဆုံးဖြူမလီယောက်ကလည်းတစ်ဖက်ကဆုံးမတို့ရဲ့စက်တန်းတွေကိုပြန်လည်ခုခံကြအပြန်နဲ့အော်လမ်မစ်ခေါင်ကသူကိုယ်တိုင်ဝင်မတိုက်သေးပဲမရဖြစ်သူဆုံးမတို့ရဲ့အခြေအနေကိုသာရက်ကြည့်နေခဲ့တယ်ဆုံးဖြူမတို့ရဲ့တံပြတ်တုတ်ခတ်မှုကြောင့်တစ်ဖက်ဆုံးမတို့မြေပေါ်ရွက်ပြက်စင်ပြက်လဲကြကုန်တယ်ထကြစမ်းဟဲ့ပြောနေရလေထကြစမ်းလို့ အလမေကအိုဟစ်ပြီးထခိုင်းမိမဲ့စောင်းမတွေအထိနာသွားကြတာကြောင့်ပြန်တော့မထနိုင်ကြပါဘူးမထနိုင်တဲ့အစုံသွေးများထိုအမ်းပြီးတေပွဲဝင်ခဲ့ကြတယ်လေဟဲ့မရားတွေပဲအာကုန်နေစမ်းတဲ့နီကိုရိုင်ဝင်တိုက်လေဒေါ်နခန်အလမေကစိန်ခေါ်လိုက်ပါတယ်စကားမရှိပါနဲ့နေတိုက်မယ်ဆိုရင်တိုက်စမှာငါကြောင့်ပြရသေးတာပေါ့ အလမေခါကပြောတော့တော်နော်ခန်သူ့စက်တီထုတ်ပြီးတိုက်ပါတယ်။အလမေခါကရုံညက်နဲ့ကာထာရီကိုယူဆိုပြီးတော်နော်ခန်ရဲ့စက်တန်တွေကိုဖနောက်တကြပောက်ချပြီးတော့ဖြစ်စီပစ်ခဲ့ပါတယ်။တော်နော်ခန်တော်မှအံ့ဩသွားတယ်လေ။ဖောင်းမယ်စိန်တော်ကလည်းအလမေခါရဲ့ပညာမခေဘူးဆိုတာသိလိုက်ကြတယ်။ကဲနင်းအလှပြင်းငါအလှပဲ။အလမေခါကသူ့ရဲ့လက်ကိုလက်သီးစုပ်တစ်ဖွဲလုပ်ပြီးပစက်ထိတ်မှထားပြီးကာထာရီရွတ်ပါတယ်။အဲ့လိုပြုလုပ်ပြီးတဲ့နောက်အဲ့လက်အတွင်ကလျှက်စီးတစ်ဖွဲတစ်ဖြတ်ဖြတ်တောက်ပါတဲ့စက်တွေနဲ့ဖောင်းမယ်စိန်တို့စီပြစ်ပါတယ်။ ။စုံဖြူမလီအောင်နဲ့တော်တော်ခန့်နေမကဖားမဲ့စိမအိတ်ဆက်တွေခုခံတက်စီကြရတယ်။ဘလို့လဲအတော်မအရသာတွေ့ကြရလား။မင်းခေါဆိုတာဘလို့လူမျိုးလဲဆိုတာနင်တို့သိကြပြီမဟုတ်လား။ကဲရှင်နာအကုတ်ဘစီအမြင်လာတော့လေ။အလမီခေါကရှင်ညိုလှမ်းခေါ်လိုက်ပါတယ်။ရှင်ညိုကလည်းနေရာချက်ချင်းထားပြီးအလမီခေါဘက်ကိုသွားပါတယ်။အကုတ်ဒီကောင်မတွေပွဲသိမ်းလိုက်အောင်မယ်။ညီမကဘေးမှာအตาရက်ကြည့်နေကြွယ် ရှင်ညိုပြောပြီးဖွားမယ်စိန်တို့စီစက်တီအဆက်မပြတ်ထုတ်ပြီးတော့တိုက်နေကြတဲ့ချိန်အဲ့နေရာအလင်းရောင်တွေတဝင်းဝင်းနဲ့တောက်ပါနေကြတယ်လေဖွားမယ်စိန်ကသူ့ရဲ့နဂါတောင်ဝေးကိုလက်မကျစ်ကျစ်ပေါင်းဆုပ်ကိုင်းလို့ထားပြီးနဘေးမှာရှိတဲ့ဆုံးဖြူမာရီနဲ့တော်တော်ခန်းတို့ရဲ့အခြေအနေကိုလှမ်းကြည့်တဲ့အခါဆုံးဖြူမာရီအာအတန်အသင်ရော်နေနေရှာပြီးဆိုတာတတိထားမိလိုက်တယ်မြေပေါ်တောင်ဝေးကိုမှန်ပြင်းနဲ့ဆောင်းချလိုက်ပြီးသူ့ရဲ့လက်အဆောကအာလမ်မင်းခေါစီကိုလက်ညှိုးညှော်လို့ထားတယ် နောက်ကခါထာရီအစမပြတ်ယူဆနေတဲ့ဖော်မေစရာသူ့ရဲ့ငကောက်တောင်ဝရလေးထွက်လာတဲ့အလင်းတောင်အောင်လမ်းမိခေါစီပြစ်သွင်းတဲ့အခါဝုံကနေမိတန်းကြီးနဲ့တူအခုံးငွေများပါထွက်လာခဲ့ပါတယ်။ဆုံးဖြူမာရီနဲ့တော်နာခန်တို့လည်းအောင်လမ်းမိခေါတေချာစိုက်ကြည့်နေကြတယ်။ဒါပေမဲ့အခုံးငွေတွေပျောက်ကွယ်သွားတဲ့အချိန်မှာအောင်လမ်းမိခေါပျောက်ချင်းမလားပျောက်သွားခဲ့တယ်။အောင်လမ်းမိခေါပျောက်သွားတဲ့အတွက်ရှင်ညဝဟိုတီကြည့်ပြီးတော့ရှောက်ဖွေးနေခဲ့တယ်။ဖော်မေစရာတစ်ပင်တစ်ခုချက်ကိုလှမ်းပြီးတော့ကြည့်နေ။အဲ့ဒီတစ်ပင်မှာကြီးကန်းတကောင်တစ်ကိုင်းချက်မှရှိနေလေ။ ဖောင်းပြစင်ကြည့်နေတဲ့တကိုင်းစီကိုရှင်ညိုတို့အားလုံးအကြည့်ရောက်သွားခဲ့ကြတယ်။တမီးနောက်ခံညီရဲ့ကုန်းနဲ့ပြစ်ဖမ်းပြီးတော့ဤဖောင်းပြစင်ရဲ့စကားအတိုင်းတော်နောက်ခံသူ့ရဲ့လေအတရာကုန်းတစ်ခုကိုထုတ်လိုက်ပါတယ်။အဲ့ကောတစ်ပင်ပေါ်မှာရှိတဲ့ကြီးကန်းစီဖြန့်ကျဲပြီးပြစ်လိုက်တဲ့အခါကြီးကန်းကုန်းမညှိပြီးရုံရင်းဆန်ခတ်ဖြစ်ပြီးမြေပေါ်ပြန်ပြီးပြုတ်ကျလာတယ်။ဒေါ်နာခရဲ့ကောင်ကရိုးရိုးကုန်တစ်ခုမဟုတ်ခဲ့ဘူး။စောင်းကဝေအောင်လန်းတို့ရုံးလို့များပြေးလို့မရစေတဲ့စောင်းကဝေနိုင်တဲ့ကုန်တစ်ခုပါ ဒီကောင်လည်းတတဝအဖြစ်ပြောင်းလဲချိန်မှသာအသုံးပြုလို့ရတာကြောင့်ကျွန်တော်ခံဖားမဲ့စင်အချိန်ကခိုင်းလိုက်ခြင်းပဲဖြစ်ပါတယ်။ကိုနဲ့ညီပြီးတော့မြေပေါ်ကျလာတဲ့ကြီးကအောင်လမစ်ခေါအသွေးကိုပြောင်းလဲသွားတယ်လေ။ဟာပူလိုက်တာအမလေးပြကျပူလာကြီးရဲ့အောင်လမစ်ခေါကအော်ဟေးပင်းကြီးတောင်းနေခဲ့တယ်။မဖြစ်သူရဲ့အဖြစ်ပြောင်းကြည့်ရင်လည်းအရှိမောင်ကစိတ်မကောင်းပြီးမျက်ရည်တွေတောင်မှကျနေခဲ့ရှာတယ်။ကျောင်းသိတဲ့ဖားမဲ့စင်ကအရှိမောင်မိမောင်ညီမောင်ဖားလို့ရပါဆက်လို့တင်လေ။ညီဆိုရင်ဘယ်လိုဆုံးဖြတ်မလဲ။ ကျုပ်ကျောက်သားတခြားသူဆိုရင်တော့သူလုပ်ခဲ့တဲ့အပြစ်တွေအတွက်သူ့ငရဲတန်းပုတ်မိမှာအမှန်ပါပဲရှင်။ဒါပေမဲ့အခုကသူကကျုပ်မောင်လေးဖြစ်နေတော့ကျုပ်မကြည့်ရဘူးအမေကြီး။ဒါပေမဲ့အမေကြီးတို့တားဖို့အင်အားလည်းကျုပ်မောင်မရှိပါဘူး။အမေကြီးတို့ဘာသာပဲဆောင်ဖြတ်ကြပါ။အကြီးမောင်ကငိုရက်နဲ့ပြောတော့အဲ့နေရာနေကြောက်ခိုင်းပြီးထွက်သွားပါရီ။မမအောင်လမေခါကအမဖြစ်သူလှမ်းခေါ်ရှာပါရီ။ဒါပေမဲ့အကြီးမောင်ကနောက်ကိုယ်တော့ပြန်ပြီးလှည့်မကြည့်ပါဘူး။ကမင်းခေါင်ဖားတော့မောင်ရွှေရလူတွေလိုပဲမေးရတော့မှာပဲ။ အဲ့ဒါဘာလဲဆိုတော့ပညာစုံမလားအသိခံမလားဆိုတာပဲကွဖမဲ့ဆရာမျိုးတော့အောက်လမ်းမိခါကကိုရဲ့တတိကြောင့်နာကျင်နေရဲ့ကြာနေကျုပ်ပညာရေးစုံမာတော့မယ်ကျုပ်အမရေးကျုပ်သိပါပြီအဲ့လိုပြောတာကြောင့်ရှင်ညိုတို့တောင်မှအံ့ဩသွားခဲ့ရတယ်အောက်လမ်းမိခါလိုလူမျိုးလူမျိုးကအခုလိုမျိုးအလွယ်တကူပညာစုံမယ်ပြောတာကြောင့်အံ့ဩကြခြင်းဖြစ်တယ်လေမောင်ရင်တကယ်ပဲပညာကိုစွန့်နိုင်ရဲ့လားဖမဲ့ဆရာတေးကြောင့်ထပ်ပြီးတော့မေးပါတယ်ကျုပ်စုံမာပါအမေကျုပ်အမကျုပ်တောင်းပန်ခြင်းသေးရဲ့ကျုပ်ကိုယ်တိုင်လည်းအသက်ဆက်ပြီးတော့ရှင်ကျင်သေးရဲ့ဗျာ အလာမိတ်ခေါအဲ့လိုပြောတော့ဖွားမယ်စိန်တို့လည်းအလာမိတ်ခေါသစ္စာဆိုပြီးပညာဆွန့်ခိုင်းကြပါတယ်။ကျွန်ုပ်မင်းခေါသည်ရှင်နေမှာစာ၍ခொနရသားသမီးတို့အပေါ်၌အပြစ်မဲ့တသက်ရံပြုတ်တပြတ်ရုံမာခဲ့သည်ရှိသောကျွန်ုပ်၏ဦးခေါသည်ရှစ်စိတ်တီတီကွဲ့အပ်၍တိတ်ဆုံးပါစေသော။ပညာဆွန့်ခိုင်းရုံသားမကချက်မှန်ပြီးကြိတ်တွေခိုင်းကြပါတယ်။အဲ့ဒီကြိတ်တွေခြင်းကိုလည်းဆုံးဖြူမှာတံရောက်ကလှောက်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ကဲသမီးနော်ခန်ညည့်ရဲ့ကုံပြန်တင်လိုက်တော့ကျွန်တော်ကလည်းသူ့ရဲ့ကုံပြန်ပြီးသိမ်းယူလိုက်ပါတယ်။ ကျုပ်မစီကျုပ်လိုက်သွားပြစီ။ရှင်းအောင်လဲကျုပ်နဲ့အတူတူလိုက်မှာမဟုတ်လား။အွန်လိုင်းမိခေါအခုတည်းရှင်ညွေးအကြောင်းမသိရှာသေးရကြောင်းမိတာပါ။ကျုပ်မလိုက်နိုင်ကိုမိခေါကျုပ်ကအမေကြီးတို့ဘက်ကပါ။ဘလို့ဒါဆိုရှင်းအောင်ကျုပ်ကိုညှထားပေါ့။ဖြစ်နိုင်ရရှိမယ့်နေကိုတုံးခဲ့ရတဲ့သဘောပါပဲ။အော်ကျုပ်ကတော့ကျုပ်ပညာတွေစွန့်ပစ်ပြီးတော့ရှင်းအောင်ရေမမရေကျုပ်ရဲ့အနာမှာရှိရင်ရပြီဆိုပြီးတော့တွေးခဲ့မိသေးတာ။အင်ပေါ်လေကျုပ်ပြနဲ့ကျုပ်ပေါ်ရှင်းအောင်ရေ။ အော်လန်မိခါဝယောက်ျားဤတံမေမျက်ရည်များဝေးလျက်သာရှင်ညိုကြည့်ပြီးပြောပါရယ်။ကျောင်းနံမေအမှန်ရှင်ညိုပါ။အော်လန်မိခါဝခေါင်းကိုညိတ်ပြီးဟုတ်ပါပြီရှင်ညိုကြောက်သွားလိုက်ပါဦးမယ်။အဲ့လိုပြောပြီးအနီးအနီးထွက်သွားပါရယ်။အော်လန်မိခါဝအမဖြစ်သူအရှိမုံစီကိုတာပြီးအမဖြစ်သူကိုသူမကြောင်းနေပြောပြီးငိုယိုပြီးတောင်းမှန်ရှာပါရယ်။နေဂိုရဲကအပြစ်မတရတဲ့အရှိမုံခမရလဲမဖြစ်သူကိုခွန့်လုပ်ပေးရှာရယ်လေ။ကဲအဖိုင်ကျောက်တော့ကတော့ဒီမှာပဲခဏနေခဲ့ပါဦးမယ်။ အမအုံနဲ့အမခိုင်တို့ချက်ကိုနေခဲ့ခွင့်ပြုကြပါနော်ခွင့်ပြုပါတယ်ညီမရဲ့ကျညီမအခုလိုပြောနေတာမြင်ရတာကိုစိုးတိုတွေဝမ်းသာလာပါပြီအေးအကြီးမောင်ကအောင်လန်းမင်းခောင်ရဲ့အိမ်မှာသာနေခဲ့အောင်မယ်လို့ပြောတော့အကြီးအိုတို့ကအသာတကြီးပဲခွင့်ပြုပေးကြပါတယ်ဟောနေအောင်အေးမေရောမလို့ဟိုမြခတ်ဆိုတဲ့ကောင်မလေးပြလှုပ်ပေးရအောင်မယ်လေသမီးရှင်ညိုညီတို့လှုပ်ပေးလိုက်တော့ဟုတ်ကဲ့ပါရှင်ညိုလေးစောင်းမကြီးတို့မြခတ်ရဲ့လေးပြလှုပ်ပေးလိုက်ပါတယ် ဆုံးမကြီးကလည်းအလောင်းမင်းခေါင်တို့မောင်နှမနဲ့အတူရွာထဲပြောင်းဝင်သွားပါတယ်။ကဲကိစ္စတွေအလုံးလဲရှင်းသွားပြီဆိုတော့ဖောက်တွေလည်းပြန်ကြတာပေါ့အေးဒီလိုနဲ့မောင်တွန်းနဲ့မောင်အုံတို့ကလှဲတစည်းစီမောင်းလာကြတဲ့အခါမှာဖောက်မေစိန်တို့ကမောင်တွန်းရဲ့လှဲပေါ်တက်ပြီးဆုံးဖြူမာတယောက်ကမောင်အုံလှဲပေါ်ကိုတက်လိုက်ကြပါတယ်။အရေးဆုံးဆုံးဖြူမာတို့ရဲ့အချက်ကိုပြန်လာခဲ့ကြတယ်။လှဲရထမှာစာနောက်တန်းရီမောတန်လေးတွေဆူညံနေတော့ဖောက်မေစိန်ကပြုံးပြီးအခုမှပဲဒီအတန်လေးတွေကြားရတော့ရဲ့အေးအဲ့လိုပြောရှာပါတယ်။ ဆုံးဖြူမှာတော့အရက်ကိုရောက်တော့တညတေးခုပြီးနော့တရင်မနက်မှာတော့တောင်ထွန်းရွာကိုပြန်လာခဲ့ကြပါတယ်။အရင်တော့ခန်းတော်မှာတောင်ချေရွာမပြန်ပြစ်သေးပဲတောင်ထွန်းရွာကိုဆက်ပြီးတော့လိုက်လာခဲ့တယ်လေ။အမေတမီအမလေးကျုပ်တမီလေးတော့တမီလေးဘာမှမဖြစ်ဘူးမလားဟင်အမေဘောတလိုက်တာတမီရဲ့အမေကတမီကိုမျောနေတာအေးတော်မရနန်းကြိုင်ကိုပြေးကပွေးနေဝမ်းတာမျက်ရည်လေးကြားလျက်ပြောနေရှာတာပါခင်ဗျာကလည်းမောင်တုံးနှစ်ပေးကိုရောက်လာရှာပါတယ် အရှိရတုတ်တမီကိုဆိုရင်မီကောင်းကောင်းလည်းမအိတ်ကောင်းကောင်းလည်းမစားဘူးဖွာရဲ့ကျုပ်နဲ့တကြည်တို့ဖြင့်ဖွာအောင်မြင်မြပြန်လာပါစီလို့ဆူတောင်းနေကြတာအမောပါပဲတော့ဟုတ်တယ်အမေကြီးရေကျုပ်ဖြင့်သူ့ကိုကြည့်ပြောလေးစိတ်မကောင်းလို့လို့လိုက်ငုံနေခဲ့ရတာအခုမှပဲစိတ်အေးရတော့တယ်ဗျာရောက်ကိစ္စတော့ဘာမှလှည့်မကြည့်နိုင်ဘူးအမေကြီးရဲ့အမေကြီးရဲ့တမီကတော့တုတ်တမီကိုချက်တာစတန်လောက်ပါရဲ့ဗျာရောက်တဲ့ကြီးနဲ့ခင်မချီရဲ့စကားကြောင့်တော်ဝဲမှာရှက်ရည်လေးရှိနေခဲ့ရှာပါတယ်တမီတမ်းမှမာရင်တော့မေနောက်ကအခုလိုမျိုးထမဖြစ်စေရပါလို့တမီကတိပေးပါတယ် အမလီညီနောက်တစ်ခါတော့အခုလိုထပ်ဖြစ်မယ်ဆိုရင်စစ်ကတော့တရားကြီးရဲ့မနှမ်းကြရဲ့ဂျုံဝဲရဲ့စကားကြောင့်ဖောင်းမယ်စင်းတို့တော့မှပြုံးမိကြပါတယ်ကဲမတက်ကြည့်ပဲရက်မနေကြနဲ့လေဗျာအရင်ထိုင်ကြအောင်အရင်တော့ခံထိုင်မအောင်ကျုပ်အကြီးညောင်းနေရောမယ်ဗျာအမလီသူ့အကြီးကတိတ်တလိုက်တာနှစ်ချီပွဲစားတော့များနှစ်ချီပွဲစားနှစ်ချီပွဲစားဆိုတာဘသူ့ခေါ်တာလဲကိုကြီးအောင်ခင်ဗျားစစ်ကမသိသေးတာကြောင့်မေးရှာပါတယ်မော်တော်မျက်နှာကြီးကစူပုတ်လို့နေတယ်လေ တောက်ကြည့်ပြီးမအောင်အရှိမမောနဲ့ဘသူ့ကိုပြောရမှာလဲဟာနန်းကြိုင်နဲ့ရှင်ညူဒုက္ခရိုင်သူ့ကြောင့်မာဆိုပြီးတော့နှက်တေကြရဲ့ဒီငိုရဲနှစ်ယောက်ကြောင့်ပြောတာဟေးခင်မချီအဲ့လိုပြောပြီးဝိုင်းပြုံထွက်ပြီးတော့မောင်တိုကအနောက်ကနေလိုက်ပြီးမောင်အိုးရဲ့ကျုံရိုက်ပါတယ်ပြေးတဲ့သူကပြေးလိုက်ရိုက်တဲ့သူကရိုက်နေတော်ရွှင်နေကြတဲ့သူတွေကိုကြည့်ပြီးဖွားပယ်စိန်တို့စီကနေရီတန်နေရောင်မှာထပ်ပေါ်နေခဲ့တယ်လေ ဒီလိုနဲ့ပညာဆုံးလိုက်တဲ့အလမေကောင်ကအမဖြစ်သူအရှိမုံနဲ့အတူနေထိုင်ပြီးတော်များခက်ကိုဆောင်ရှောက်ပေးနေတယ်လို့အခတဲ့နိုင်မှာရှင်ညိုတတိယနေခဲ့ရှာပါတယ်ရှင်ညိုကတော့ညီမဖြစ်သူနန်းကြိုင်နဲ့သူ့ရဲ့အဖွာအတော်အကိုရီနဲ့သာတောင်ထွင်ရမှာကြော်ရွှင်စွာနေထိုင်နေခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင် ဒီနေ့တက်ဆက်ပြီးသားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်ဒီမှာလေးကြန့်ရှိနေသေးတဲ့အပိုင်းဇလန်းလေးကိုစဉ်စားမပြတ်တင်ဆက်ပေးသားအောင်ဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လေးမမေ့ကြပါနဲ့ဦးနော်။နောက်ဆက်ရပြီးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလေကျေးဇူးထူးပဲတင်ရှိပါရစေ။